စစ်ဖြစ်လို့ပြီးသွားပြီးတခြားသွားရှောင်းပါတယ်။ငလျင်နဲ့တွေ့ငလျင်နဲ့ပါတဲ့ကွာပါဒုက္ခတဲ့ပြန်ရင်စစ်လို့ဖြစ်ဒုက္ခတဲ့တော့ကသူကစစ်ဖြစ်ရှောင်းဒုက္ခတဲ့အနေပြီးတော့ဟိုငလျင်ဒုက္ခတဲ့ဖြစ်သွားဒုက္ခတဲ့နှစ်ထပ်ကွမ်းကိုပြန်ဖြစ်တယ်နော်။ဟုတ်။အာရယာတရားခံပါလဲလို့မေးတော့ဘုရားတရားမရှိကြဘူး။ဘုရားတရားမလို့ကြလို့။သခိုင်းဒေတာမန္တလေးဒေတာမှာရှိနေတဲ့ဦးသိန်းတို့ရဲ့ပြည်သူလူထုတွေငလျင်ဒုက္ခတွေ ညောင်များစွာခံခဲ့ကြရတယ်ပေါ့ခံခဲ့ကြရတယ်ဒီတိုင်းပဲသောတုဒ္ဒနစာပြေတန်ဃာတွေလည်းပဲဒီငလျင်ထဲမှာတော်တော်များများပါသွားလို့ပြလနော်မှုသွားတဲ့ယဟန်တန်ဃာတွေလည်းရှိပါတယ်ဒါတွေအလုံးကိုဝိရသူကဖျားတရားမမြဲလို့အခုလိုခံရတယ်လို့ပြောဆိုလိုက်တာပဲဖြစ်ပါတယ်မိစေများအလုံးတော်လန်တော်နေတဲ့ပါယဟန်ဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ဆွေးနွေးလာခဲ့ရမှာ ဒီတစ်ပတ်မှာအပိုင်းခွန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်းခွန်မှာယဟန်လိုသတ်မှတ်လို့ရတဲ့ယဟန်ရဲ့စံတန်ဘူးကိုကျက်ထဲကတာမိစေပရိပန်တော်ဘဂဝါတော်တဝကတန်ကောဆိုတဲ့အပိုင်းကိုသူတို့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ယိုသေးထိုက်အောင်ကျင့်ခြင်းလို့ဒီလိုအတိတ်ပဲရတာပဲဖြစ်ပါတယ်ယဟန်ဆိုတာအယိုသေးခံထိုက်ရပါမယ်ထိုက်ဆိုတာကယန္တပါကို ကြည်ညိုတော့မယ်ဆိုရင်အဲ့ဒီယဟန်တစ်ပါးဒီကြည်ညိုဖွဲရာအကျင့်တီလအာစာရနဲ့ပြည့်စုံခြင်းကိုယူသေးထိုက်တယ်လို့ခေါ်တာဖြစ်ပါတယ်။သူတို့ယဟန်တွေတော်တော်များများဟာမိမိကိုယ်တော့ယူသေးသေးခြင်းနဲ့သို့တော်လည်းပဲသူတို့ရဲ့အမှုအကျင့်တွေအပြောအဆိုတွေအကြံအစီတွေကဘလို့မှမယူသေးထိုက်ပါဘူး။မိမိကိုယ်တိုင်က ယုတိထိုက်အောင်မကျင်မဲနဲ့မိမိရဲ့တက္ကရာကမတွေရဲ့ယုတိမှုလေးသားမှုကိုခံယူခြင်းညတာဖြစ်ပါတယ်ဒီတော့ယဟန်တပါသည်တကယ်ကိုကြီးညိုထိုက်သလားတကယ်ကိုယုတိထိုက်သလားယုတိထိုက်တဲ့အမှုအကျင့်တွေကသူ့မှာရှိသလားယုတိထိုက်တဲ့အပြောအဆိုတွေသူပြောဆိုသလားယုတိထိုက်တဲ့အကြံအစီတွေကြံစီနေသလားဆိုတာနဲ့အကဲဖြတ်ပြီးတော့ယဟန်ရဲ့စံတန်ဘိုးကိုဦးသိန်းတို့တွေ့ ချိန်ထိုးကြရမှာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ဘလိုယဟန်တွေကယူသေးထိုက်တဲ့ယဟန်တွေလဲဘလိုယဟန်မျိုးတွေကမယူသေးထိုက်တဲ့ယဟန်မျိုးတွေလဲဆိုတာကိုဦးဇင်းတို့တို့ခွဲခြားသွားကြပါမယ်ညတိုက်ပြီးအာဂျန်လေးရောအဲ့တော့ဒေါကဘလာကဘာဆောင်နဲ့တရားတော့ဖရာတရားမဲ့တဲ့ ဘုရားတရားမရှိတဲ့အပြောင်ရှင်းတဲ့သဘောတွေ့ရတယ်နော်အဲ့တော့ကြံနေခဲ့မှာဘုရားတရားမြဲတဲ့သူကြံနေကြတယ်နော်အဲ့တရားရှိတော့ခင်းနေစွန့်ရနော်အဲ့ခင်းလုံးအားကြီးလည်းပါကုန်ကြတယ်စာပြေထဏောင်းအောင်အများကြီးပဲသိလားတမန်အစုလိုက်အကြုံလိုက်လေဒီတော့ဖုံးကန်ရအသာသာခြားခြားခြားပြည့်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 အကောင်ကြီးပါကုန်ဘောပေါ်လားပါပါဒီကရောဂဝလား ဟိုလောက်ကကိုဆောက်ရှောက်နေတဲ့နှကောင်းနှမြက်တွေကသူတော်ကောင်းတွေပဲရွေးကယ်လာမှာနော်တော်ပါဘူးအဲ့တော့သူတော်ကောင်းမဟုတ်တဲ့ဒီတွေကတော့ပေါတော့မှာနော်ဒီကတ်နဲ့ဒီတော်ပါအဲ့တော့မိမိမိဆက်ရမိဆက်ရလေးတွေကိုဟိုဖရာတရားမြဲကြဖို့သတိပေးကြဖို့နော်တော်ပါဘူးဖရာတရားမမြဲတဲ့သူကတော့ဒီတိုင်းခံနိုင်လို့မလွယ်ဘူးဟုတ်ပြီလားတော်ပါဘူးအဲ့ဆက်ဆောင်လိုက်ကိုပို့ဆိုးတော့ဟိုမဲ့ စစ်ဖြစ်လို့ပြေးသွားပြီးတခြားသွားရှောင်းပါတယ်ငလျင်လက်ရှိငလျင်နဲ့ပါတဲ့ကွာပါဒုက္ခတဲ့ပြန်ရင်ဖြစ်လို့ဖြစ်ဒုက္ခတဲ့တော့ကသူကစစ်ဖြစ်ရှောင်းဒုက္ခတဲ့ကနေပြီးတော့ဟိုငလျင်ဒုက္ခတဲ့ဖြစ်သွားဒုက္ခတဲ့နှစ်ထပ်ကွာကိုပြန်ဖြစ်တယ်နော်အာရိယတရားခံပါလဲလို့မေးတယ်ဆရာတရားမရှိကြဘူးဆရာတရားမလို့ကြလို့ဒုက္ခတွေပဲတွေ့ပြီးအဲလည်းတော့ဒုက္ခမရောက်သေးတဲ့လူတွေကိုပဲတွေ့ပြီးဖရာတရားမြေအောင် သတိပေးကြဖို့ဆိုနော်ဒါကတော့အလုံးသိတဲ့ကဘာကျော်ဆရာတော်ပေါ့နော်ဟိုမဘာသာဘုန်းကြီးတွေကတော့ဒီဆရာတော်ကိုကဘာကျော်ဆရာတော်လို့တတ်မှတ်ကြတယ်ပေါ့ကဘာကိုဘလို့ကျော်တာတုံးဆိုတာကိုတော့သူတို့ကမစမ်းသိကြဘူးကဘာကိုမကောင်းတဲ့ဂုံတဲ့နဲ့ကျော်နေတဲ့ဘုရားသူပါဖရာတရားမြဲဖို့တိုက်တွန်းတာကောင်းပါတယ်သို့တော်လည်းပဲဒီနောက်မှာဘာပါလာလဲဆိုလို့ရှိရင် ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးပေါ့နော်ဒါအားလုံးဒတိုင်းပြည်လုံးအသိပါဒတိုင်းဒေသမန္တလေးဒေသမှာရှိနေတဲ့ဦးဇင်းတို့ရဲ့ပြည်သူလူထုတွေငလျင်ဒုက္ခတွေမျောများစွာခံခဲ့ကြရတယ်ပေါ့ခံခဲ့ကြရတယ်ဒီတိုင်းပဲသောတုဒ္ဒနာစာပြေတန်ဃာတွေလည်းပဲဒီငလျင်ထဲမှာတော်တော်များများပါသွားလို့ပြည်လုံးတော်မူသွားတဲ့ယဟန်တန်ဃာတွေလည်းရှိပါတယ် ဒါတွေအလုံးကိုဝိရသူကဖះတရားမမြဲလို့အခုလိုခံရတယ်လို့ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။နောက်တစ်ခုကဥစဉ်တို့စစ်ချောင်ဒုက္ခတွေတွေပေါ့နော်။စစ်ချောင်ဒုက္ခတွေတွေကနေတစ်ဆင့်ငလျင်ဒုက္ခတွေတွေထပ်ဖြစ်တယ်လို့ပြောပါတယ်။ဆိုတော့စစ်ချောင်ဒေတာပေါ့နော်။တိုက်ပွဲ ဖြစ်တဲ့ဒေတာတွေမှာလည်းအ ਨੇ စုဟိုဒါငလျင်အတန်းခံရတာပါပဲ။သူပြောချင်တာကဟိုဥစဉ်တို့ရဲ့ ော်လာရေးအင်အားစုတွေကိုဖျားတရားမမြဲဘူးလို့ပြောကျင်တဲ့သဘောပါ။အဲ့တော့မန္တလေးလိုနေရာတွေ၊စကိုင်းလိုနေရာတွေဟာဦးသိန်းတို့တိုက်ပွဲဖြစ်တဲ့နေရာတွေမဟုတ်ပါဘူး။ဆိုတော့ဒီနေရာတွေမှာဆိုလို့ရှိရင်ငလင်ဟာအကြီးအကျယ်ခံရတာအလုံးအသိပဲဖြစ်ပါတယ်။ဒီလိုငလင်တန်းခံရခြင်းဟာဖျားတရားမမြဲလို့ငလင်တန်းခံရရတယ်လို့ဒီလိုဘုရားသူကဆိုလိုတဲ့သဘောပါ။ဒါဆိုလို့ရှိရင်ဘုရားသူကိုယ်တိုင်ကော ဖရာတရားမြဲသလားဣတိဥပါလိတော်သာမျက်နာ286မှာမြတ်စွာဘုရားရဲ့တထာဂတဂုံအဖွင့်တကူရှိပါတယ်အဲ့ဒါဘာလဲဆိုရင်တထာဂာရီယထာဂာရီတထာဝါရီဣတိယထာဝါရီတထာဂာရီယထာဂာရီတထာဝါရီတတ္တမတထာဂတောတိဟုတ်စတိလို့ဘယ်လိုဆိုထားတာရှိပါတယ်လောကအတိဘယ်ကမြတ်စွာဘုရားသည်အကျင့်ချင်းရအဖြစ်ဟောပြောဤ ထိုဟောပြောသည့်အချင်းအရာအတိုင်းပင်ပြုလို့ဤအခြင်းအချင်းအရာအဖြစ်ပြုလို့ဤထိုပြုလို့သောအချင်းအရာအတိုင်းသာဟောပြောဤဤတို့ဟောပြောသည့်အတိုင်းပြုလို့၍ပြုလို့သည့်အတိုင်းဟောပြောတော်မူသောကြောင့်ယသော်ဘုရားကိုတထာဂတလို့ဆိုရတယ်လို့ဒါဣတိယပါဠိတော်မှာဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ယသော်ဘုရားရဲ့တပည့်သားတဝကလို့ အမိခံထားရင်မြတ်စွာဘုရားဘလို့ကြင့်ခဲ့တယ်လဲမြတ်စွာဘုရားဘလို့ပြောဆိုမိန့်ကြားခဲ့တယ်လဲမြတ်စွာဘုရားရဲ့အကြံစီတော်တွေဟာဘလို့ကြံစီတော်မူခဲ့တယ်လဲဆိုတာကိုဦးဇင်းတို့တွေတည်တည်ချာချာလစ်လာသုံးသပ်ပြီးတော့မြတ်ဗုဒ္ဓနဲ့အတူဦးဇင်းတို့တွေတူအောင်ကြင့်ကြရမှာပဲဖြစ်ပါတယ်အဲ့ဒါကတုဒ္ဒနိပပါဠိတော်စာမျက်နှာ332မှာဒီသဘောကိုဖော်ပြထားတာရှိပါတယ် ထာဝတိတထာဂါရီအာဟုဗုဒ္ဓတတာဝကောမြတ်စွာဘုရားဤတပိတာဝကသည်ပြောဆိုသည့်အတိုင်းပြုလုပ်လေရှိသူဖြစ်၏လို့ဒီလိုမိန့်ဆိုထားတာဖြစ်ပါတယ်ဆိုတော့မြတ်ဗုဒ္ဓရဲ့ဘုရားသားတော်မှန်တယ်ဆိုလို့ရှိရင်ပြောတဲ့အတိုင်းကျင့်ကျင့်တဲ့အတိုင်းပြောပြောသလောက်ပဲကျင့်ကျင့်သလောက်ပဲပြောကိုမကျင့်တာတွေကိုမပြောနဲ့ပြောပြီးတော့မကျင့်မဲလဲမနေနဲ့ဒါမှသာလျှင်မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကယံအသစ်ဖြစ်တယ်လို့ဒီပါဠိတော်ကဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်အခုဝိရသူရဲ့ဖျားတရားမြဲရမယ်ဆိုတဲ့စကားကိုသူကိုယ်တိုင်ပြောခဲ့တယ်သူကိုယ်တိုင်ကျင့်သလားဒါကိုဦးဇင်းတို့တွေတခြားပြန်ပြီးတော့မှလေ့လာကြပါမယ် ဒါဝိရသူတရားပလင်တွေပေါ်မှာဟောခဲ့တဲ့တရားဆိုတဲ့သူပြောတဲ့စကားတွေပါဦးဇင်းတို့ရဲ့ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုပလင်ပေါ်ကနေဒဲ့စော်ကားလိုက်တဲ့စကားတွေပဲဖြစ်ပါတယ်ဆိုတော့ဒီရဲ့စကားတွေဟာတော့သူတို့ရဲ့အပြောဆိုတွေဟာဓမ္မနဲ့ဆက်သလားမဆက်ဘူးလားဒါကိုဦးဇင်းတို့တတိလေ့လာကြရမှာပါနိဒာနာဝတ်ကတန်ရုပ်ပါဠိတော်စာမျက်နှာ၄၀၀ 68မှာဘာဒရီဇောတိဒံမှာပက္ကံနေဣတိနံဒဇံဆိုတဲ့ပါဠိစကားလုံးနဲ့ပြဆိုထားတာဖြစ်ပါတယ်။ယတေယဟန်တို့ရဲ့တကွန်ဖြစ်တဲ့တရားကိုဟောပြောရမယ်တဲ့။အဲ့ဒီယဟန်သည်တရားပြင်ပေါ်မှာပြောလိုက်တဲ့စကားလုံးသည်သူ့ရဲ့အမှားသားပဲ။ဟောပြောလိုက်တဲ့တရားတစ်ပုဒ်သည်ဓမ္မနဲ့စပ်တဲ့တရားဖြစ်မှသာလျင်အရိယာသူတော်ကောင်းလို့ဆိုလို့ရတာဖြစ်ပါတယ်။ယတေယဟန်လို့ပြောဆိုလို့ရတာဖြစ်ပါတယ်။ ဒီတော့စောစောကဗီဒီယိုကိုပြန်ကြည့်ခြင်းအပြင်ဒီရဲ့ဘာသာရေးသောတေဓမ္မပက်ကန်နေဣတိနံဒဇန်ဆိုတဲ့စကားနဲ့ညီမညီဆိုတာကိုအလုံးသုံးသပ်ကြမှာပဲဖြစ်ပါတယ်။ ဆိုတော့ तू ပြောလိုက်တဲ့စကားတွေဟာတကယ်ဓမ္မနဲ့ဆက်သလားမဆက်ဘူးလားဆိုတော့ပြန်ကြည့်ပါဘုရားကဟောကြားထားတဲ့တရားတော်တွေနဲ့အညီကပ်ညီစွာကျင့်သုံးပြီးတော့မှပြောဆိုတာတွေဟုတ်ရဲ့လားမဟုတ်ဘူးလားဆိုတာကိုဦးဇင်းတို့တွေကဆက်သစ်ကြမှာပဲဖြစ်ပါတယ်အဲ့နောက်နားလေးမှာပေါ့နော်သောတော်ကနိဒာနာဝက်ကတန်ရုပ်ပါဠိတော်သာမျက်နှာ468ရဲ့အောက် တပိုက်မှာဗာမိထားလဲဆိုရင် သူပါတိတဒဇောဣတယောဓမ္မောဟိဣတိနာဒဇောလို့မိန့်ဆိုထားတာဖြစ်ပါတယ်ယတေယဟန်တို့သည်ကောင်းစွာဟောပြောခြင်းဟူသောတကွန်ရှိရမယ်တဲ့သူပါတိတဝါစာဆိုတာက ကောင်းသောစကားကိုဆိုတာကောင်းသောစကားကိုပြောတာဖြစ်ပါတယ်စတိတ်စင်ပေါ်မှာဟောပြောစင်ပေါ်မှာလူထုကောင်းဆောင်ဓမ္မဤတော်သံသူကြီးကိုအယုဒအနတ္တဆဲဆိုတဲ့စကားသည် သူပါတိတဝါစာဖြစ်မဖြစ်ဆိုတာကိုမိမိတို့ကိုယ်တိုင်အုံနောက်တွေနဲ့နှလုံးသားတွေနဲ့ညံစင်ပြီးတော့မှသုံးသက်ဆုံးဖြတ်ကြမှာပဲဖြစ်ပါတယ်။အလုံးဆုံးပြီးတော့မယ်။ဘောင်းတော်တို့ဤအချုပ်ချာအာနာအတိလိုက်ကမလာအကြဆုံးကမလာစေအုံချုပ်ရေးပြန်ချောင်းပြလာဒါကိုပြန်ကြည့်လိုက်ပါ ဦးဇင်းတို့ဒီမိန်ကွန်းတွေဒီသကလုံးတွေပြောပြတဲ့နောက်ပိုင်းတွေမှာရခိုင်ပြည်နယ်မှာရိုဟင်ဂျာလူမျိုးသုံးတပ်ဖြတ်မှုတွေနော်ကဘာကားတည်တဲ့ရိုဟင်ဂျာဂျင်ဒိုဆိုက်တွေကျူးလွန်တဲ့အမှုတွေဖြစ်ပျက်ခဲ့ပါတယ်ဒီတော့ဒီစကားတခွန်းရဲ့နောက်ွယ်မှာ ဖြစ်ပေါ်လိုက်တဲ့အကျိုးသက်ရောက်မှုတွေဟာဘလောက်ထိပြည်သူတွေပျက်စီးသွားလဲဘဝတွေဘလောက်ထိဆုံးရှုံးသွားလဲဆိုတာကိုအလုံးအသိပဲဖြစ်ပါတယ်ဆိုတော့သူပြောတဲ့စကားဟာ ဒါသည်ကောင်းသောစကားဖြစ်မလားမဖြစ်ဘူးလားဆိုတာကိုဦးသိန်းတို့တွေစုပ်ဖြတ်သုံးသပ်ကြမှာပဲဖြစ်ပါတယ်နောက်တစ်ခုကဓမ္မဟိအိတိနံတသောဆိုတာပေါ့နော်ရာယံမာတာဟာဓမ္မဖြစ်တယ်တဲ့သူ့ရဲ့အပြောအဆိုဟာဓမ္မဖြစ်နေရမယ်သူ့ရဲ့အလုတ်ကိုင်းဟာဓမ္မဖြစ်နေရမယ်သူ့ရဲ့အကြံအစီဟာဓမ္မဖြစ်နေရမယ်ဓမ္မသာလျှင်ဓမ္မအမှားသားလို့ပြောလို့ရပါရတာဖြစ်ပါတယ်ဆိုတော့ယဟန်လို့သတ်မှတ်လို့ရတာဒီဓမ္မရှိမရှိပေါ်မှာ

ဗိုဒီယိုဖိုင်တွေပါအဲ့ဒီအချိန်ကဦးဇင်းတို့ရှင်းနေကြီးဥက္ကဏီကို မတရားလုတ်ကြံတက်ဖြတ်လိုက်တာဖြစ်ပါတယ်သူတို့ဘာအသက်ကိုလုတ်ကြံတက်ဖြတ်ချင်းသည် ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဆိုတာကလေးကစားသိပါတယ်ဒီတော့မကောင်းတဲ့အလုပ်ကို လုပ်နေတဲ့သူတွေကိုဝိရသူကိုယ်တိုင်ကထောက်ခံခဲ့တာဖြစ်ပါတယ်သူကိုယ်တိုင်ကကြည်လင်းเสียရတော့ဆိုပြီးတော့ကြွေးကြော်ခဲ့တာဖြစ်ပါတယ် နောက်တစ်ခုကပြည်သူလူထုတွေအားလုံးကိုထမင်းခွားအောင်စားထားဆိုပြီးတော့မှလူမိုက်စံစံကျင်းဝါခဲ့ပါသေးတယ်။ဆိုတော့ဒီအပြုတ်မှုတွေဒီလိုဟောပြောမှုတွေနော်ဒီလိုယက်တည်မှုတွေဟာဓမ္မနဲ့ဆက်သောဟောပြောမှုလားဓမ္မနဲ့ဆက်သောယက်တည်မှုလားဆိုတာကိုဦးသိန်းတို့တွေကဆုံးဖြတ်သုံးသပ်ကြရမှာပါ။ဒါကဝိရသူပြောတဲ့ယက်တည်ချက်ဝိရသူလုတ်တဲ့ယက်တည်ချက်ဝိရသူကြံတဲ့ယက်တည်ချက်တွေပဲ။ ဖြစ်ပါတယ်ဝိရသူနီးသူဒီလိုပြောဆိုကြံသင်နေတဲ့သင်္ကန်းပတ်ထားတဲ့ယဟန်အမိခံထားတဲ့ပုံကိုယ်တွေဟာမိမိတို့ပတ်ဝန်းကျင်မှာအများကြီးရှိပါတယ်ရှေ့မှာတစ်မျိုးပြောတယ်နောက်မှာတစ်မျိုးလုပ်တယ်မြတ်ဗုဒ္ဓကယထာဝါဒိတထာဂါရီပြောတဲ့အတိုင်းကျင့်တယ်ကျင့်တဲ့အတိုင်းပြောတယ်မြတ်ဗုဒ္ဓရဲ့တားတော်လို့အမိခံထားပြီးတော့မှပြောတဲ့အတိုင်းမကျင့်ဘူးမကျင့်တာတွေကိုပဲပြောဆိုနေကြတယ်အခုမဝိရသူကပြောတယ်လေဖရာတရား မြဲကြတဲ့ဒီတော့သူကိုယ်တိုင်ကကိုဖရာတရားမြဲသလားဒါကိုဦးသွန်းတို့တွေကသုံးပြတ်သုံးသပ်ကြရမှာပါသူလုပ်ခဲ့တဲ့လုပ်တွေဗီဒီယိုပိုင်းမှတ်တမ်းတွေအများကြီးရှိပါတယ်ကဘာကိုပြနေတဲ့သူရဲ့အာရမမှုဟောပြောမှုတွေအများကြီးရှိပါတယ်ဒီတော့ဒလို့အာရမမှုတွေနဲ့ပြောဆိုနေတယ်အာရမမှုတွေလုတ်ကိုင်းနေတယ်အာရမမှုတွေကြံစီနေတဲ့သူတွေသည်တာမိစိတ်ပြိပံတော်ဘုရားတော်တဝကတန်ခေါ်ဆိုတဲ့ ရိုသေထိုက်အောင်ကျင့်ချင်းဆိုတဲ့တန်ခါစံတန်ဘိုးနဲ့ညီမညီကိုဥသိန်းတို့တည်းဟာဆုံးဖြတ်တုံးတက်ကြမှာပဲဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့ပတ်ဝန်းကျင်မှာဝိရသူကဲ့သို့သောပုံကူတွေအများစွာရှိပါတယ်။မိမိတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ယဟန်တန်ဃာတွေသည်ယဟန်တန်ဃာလို့မိမိကိုယ်ကိုမိမိခံယူထားတဲ့သူတွေအမိခံထားတဲ့သူတွေကိုဥသိန်းတို့တည်းဟာဒီတန်ခါစံတန်ဘိုးနဲ့ ချင့်ချိန်ပြီးတော့မှမှန်ကန်တဲ့ယဟန်တန်ဃာတွေကိုကုကွယ်ကြရမှာပဲဖြစ်ပါတယ်။ဓမ္မသာလျင်ဓမ္မအမှန်တရားတွေမိကြဓမ္မအပေါ်ယက်တီဓမ္မအမှန်တရားတွေကြံစီပြီးတော့မှတရားနဲ့စပ်သောကြံစီမှုတရားနဲ့စပ်သောလောက်ကိုင်းမှုတရားနဲ့စပ်သောပြောဆိုမှုတွေ ပြုလုပ်ပြောဆိုကြံစီကြမှသာလျင်ဦးဇနုနိုင်ငံဟာဓမ္မသွန်မှုပြီးတော့မှဒီဓမ္မတွေအကောင်းဓမ္မအကောင်းတဲ့သူတွေစုစည်းပြီးတော့မှ ်အဓမ္မကိုဝိုင်းဝန်းဖယ်ရှားပြီးတရားသောနိုင်ငံဓမ္မနိုင်ငံစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုထူထောင်နိုင်ကြပါလိမ့်မယ်လို့ပြောကြားခြင်းနဲ့ဒီပြန်လည်တင်ပြချက်ကိုညီကုန်းကံပါသုံးသပ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်